ရှိဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီနေ့တူတကွာဆင်ခြင်ခွန်အားယူနိုင်ဖို့ရန်အတွက်နောက်ကပတ်တော်ကရှင်လူတော်အခန်းကြီး30ခန်းငယ်23မှ24အထိဖြစ်ပါတယ်ရှိဦးစွာနားထောင်မဲ့သူအရောက်စီတိုင်းပေါ်မှာနော်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘုရားသခင်ရဲ့စုကျေးဇူးဘုရားသခင်ရဲ့ညီတက်ချင်းတင်တို့ပေါ်မှာရှိပါစေလို့ဆန္ဒပြုပါတယ်ရှိဦးစွာတမန်ကျမ်းစာတော်မြတ်တစ်ပုဒ်ကိုဖတ်ကြားမှာဖြစ်ပါတယ် ရှင်လူကာအခန်းကြီး30အခန်းငယ်23မှ24ထိုအခါတပြည့်တော်တို့လက်ကြည့်၍ယခုမြင်သမျှသောအရာတို့ကိုတင်တို့မြင်သောကြောင့်တင်တို့မျက်စိသည်မင်္ဂလာရှိ၏။သာဆိုဒီကာတင်တို့မြင်ရသောအရာတို့ကိုပရောဖက်များနှင့်ရှင်ပြန်တို့သည် မြင်ချင်းကအလိုရှိတော်လဲမမြင်ရကြတင်တို့ကြားရသောအရာတို့ကိုကြားချင်းက လိုရှိတော့လဲမကြားရကြဟုတပည့်တော်တို့အားမိတော်မူ၏နော်နှုတ်ကပတ်တော်ကတော့ဒါသခင်ယေရှုခရစ်တော်သူရဲ့တပည့်တော်တွေကိုပြောခြင်းဖြစ်တယ်တင်တို့တွေနော်မျက်စိတွေရှိတယ်နားတွေရှိတယ်နော်တင်တို့ကြားရတဲ့အရာတင်တို့မြင်ရတဲ့အရာကပရောဖက်တွေနော်မြင်ချင်လို့တော့မမြင်ရဘူးရှင်ပြန်တွေမြင်ချင်လို့တော့မမြင်ရဘူးဒါမဲ့တင်တို့မြင်ရတာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ပေးထားတဲ့မျက်စိဘုရားသခင်ပေးထားတဲ့အရာတွေအကုန်လုံးကအောင်းတဲ့အရာကိုမြင်တတ်ဖို့ရန်အတွက်ရည်ကြီးပါတယ်နော်ဘုရားသခင်ကျွန်တော်တို့ကိုပေး ထားတဲ့ဥကောင်းเนาะဥကောင်းမှာပါတဲ့မျက်စိနားเนาะအကုန်လုံးတူတံပိုးနဲ့တူရှိပါတယ်เนาะခန္ဓာကိုယ်တစ်ခုလုံးကောင်းစားရှိဆုံးတူတံပိုးနဲ့တူရှိပါတယ်เนาะဘုရားသခင်ပေးထားတဲ့မျက်လုံးပေါ့เนาะကျွန်တော်တို့ကောင်းတဲ့အရာကိုကြည်တတ်ဖို့ရန်အတွက်အရေးကြီးပါတယ်เนาะဥပမာကျွန်တော်တို့ဈေးတဲ့တစ်ခုကိုသွားတယ်ကျွန်တော်ဈေးတဲ့ကိုသွားမယ်ဆိုရင်တော့အမျိုးမျိုးတွေ့ရမှာပဲเนาะအပြစ်တွေကတမမဟုတ်เนาะသူများတွေเนาะ မညီတော့ချိန်ခွေနေချိန်နေတာကိုလည်းတွေ့ရင်တွေ့မယ်တောင်းမကောင်းတော့လူတွေကိုလည်းတွေ့ရင်တွေ့မယ်လူမျိုးစုံတွေ့မယ်ကွာဒါပေမဲ့ကျွန်တော်တို့ကြည့်တဲ့အရာတွေကကျွန်တော်တို့အထင်မှမဆွဲကပ်ဖို့မကောင်းတဲ့အရာတွေမဆွဲကပ်ဖို့ရန်တော်တော်အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ကောင်းတဲ့အရာကိုကြည့်ပြီးတော့ကောင်းတဲ့နေရာကနေတော့မြင်တတ်ဖို့ရန်အတွက်အရေးကြီးတယ်ခမရမကနားဆိုလဲဒီတိုင်းအတိုင်းပဲနော်ကောင်းသောအရာကိုကြားဖို့ရန်အတွက်နော်အဖျားသခင်နှစ်သက်တော်အရာကိုနော်ကြားဖို့ရန်အတွက်အရေးကြီးတယ်နော်ကျွန်တော်နားတော့ရှိတယ်ဒါမမှန်ကန်သောအရာတွေကို နော်မဟုတ်တော့အရာတွေကိုလိုက်ကြားနေမယ်ဆိုရင်တော့ကျွန်တော်တို့နားရှိတာကလည်းဖရာသခင်ဘုန်းတော်ထင်ရှားမှုဒါကြောင့်ကောင်းတဲ့အရာကိုကြားတတ်တော့နားရှိဖို့လိုတယ်နော်အခုကျွန်တော်တို့ကြားနေကျွန်တော်တို့မြင်နေတဲ့အရာတွေအကုန်လုံးက ဒီမှာကျမ်းစာဖော်ပြတယ်เนาะပရောဖက်တွေရှင်ပြည်တွေမြင်လာမဟုတ်ဘူးเนาะကျွန်တော်တို့ဘုရားသခင်မြင်ခွင့်ပေးလို့ဒါမြင်ရတယ်ကြားရတယ်ကြုံတွေ့ရတယ်ဆိုတာကိုเนาะဒီမှာကျမ်းစာကဖော်ပြချင်တာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာကျမ်းစာထဲမှာเนาะဓမ္မရာဆိုရင်ပထမဆောင်เนาะအခန်းကြီး30မှာเนาะဘုသူ့အကြောင်းကိုဖော်ပြထားလဲဆိုရင်เนาะကျွန်တော်တို့ဒါဝိဒ်နဲ့เนาะဘေဒရှိဘအကြောင်းကိုဖော်ပြထားပါတယ် ဒါဝိကတော့တရက်တော့ရှင်ပြန်စစ်တိုက်တဲ့အချိန်ရောက်ပြီဒါပေမဲ့လည်းဒါဝိကတော့ရွာဘာနဲ့သူ့ရဲ့ကျွန်လေးဤဒေလာမျိုးသားတွေကိုစစ်လို့ပြီးတော့သူကတော့ယေရုရှလင်မြို့မှာနေခဲ့တယ်ဗောနော်ဒီလိုနဲ့တော့နောက်တစ်နေ့ညဦးရန်ရောက်လဲရောက်တော့ဒါဝိကအဲ့ဒီအဲသူ့ရဲ့နန်းတော်ရဲ့နန်းတော်ပေါ်မှာဗောနော်ဇင်းကြံလျှောက်တယ်အဲ့ဒီအချိန်မှာဇင်းကြံလျှောက်တဲ့အချိန်မှာဖျားတခင်ပေးထားတဲ့မျက်စိဆိုတော့အကုန်တွေ့ရတယ်လေအဲ့ဒီမှာတွေ့ရတယ်အစင်းလာတော့မင်းကလေးတယောက်เนาะဟိုရီချိုးနေတယ်ဒါကြောင့် သူကြည့်ပြီးတော့သူတတ်မှတ်သွားတယ်အဲ့တတ်မှတ်ပြီးတော့သူဘာလုပ်လဲဆိုရင်အဲ့ဒီပေတရှိဘကိုနော်သူစီကိုခေါ်သူစီကိုခေါ်ပြီးတော့သူရှက်တင်လိုက်တယ်နော်ပြီးတော့မှသူကပြန်လွတ်လိုက်တယ်ပေါ့နော်ဒီတဲမှာကျွန်တော်တို့ပြည့်ညတ်တော်၁၀ပါးထဲမှာပြန်ကြည့်မယ်ဆိုရင်သူ့မယားကိုမပြစ်မနိုင်လို့ပါတယ်နော်ဒါဝိလည်းတိကောင်းတိမှာပဲဒါပေမဲ့မျက်စိရဲ့တတ်မှတ်မှုလိုချင်မှုကြောင့်နော်သူဒီဘုရားသခင်မင်းတတ်တဲ့အရာကိုကျူးလွန်မိသွားတယ်အဲ့ဒီအချိန်ကနေစပြီးသူအပြစ်ဖြစ်သွားတယ်သူတိတယ် ဒါပေမဲ့လည်း तू အဲ့ဒီအပြစ်ကြားမှာတော့ तू မหนีပါဘူးเนาะ तू ဘာလုပ်လဲအဲ့ဒီအပြစ်ကနေရုံထွက်နိုင်အောင်အတွက် ဘုရားသခင်စီမှာပြန်ပြီးတော့ဝင်ချတောင်းပန်တယ်เนาะဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလည်းဒီလိုပဲเนาะအပြည့်ရှိတယ်အပြည့်လောက်တယ်เนาะလူတိုင်းကတော့အပြည့်နဲ့မကင်ဘူးဒါကြောင့်အပြည့်ရှိရတဲ့အတိုင်းအပြည့်တည်းမှာနှိမ့်မုံးမနေပဲနဲ့ဘုရားသခင်စီကိုပြန်လာဖို့ရန်ရည်ကြီးပါတယ်ဘုရားသခင်ကเนาะနောင်တတရားနဲ့ပြန်လာတဲ့အပြည့်သားတိုင်းကိုချစ်ပါတယ်ခွင့်လွတ်ပါတယ်ဘုရားသခင်ကနောင်တတရားအမှန်ကန်နဲ့ပြန်လာမယ်ဆိုရင်ဘုရားသခင်ကခွင့်လွတ်တယ်သို့တော်လည်းအပြည့်ကိုတော့ဘုရားသခင်အမချိုက်ဘူးเนาะအပြည့်လောက်တဲ့လူတကယ်နောင်တတရားနဲ့ပြန်လာရင်တော့ ့ဘုရားသခင်ကခွင့်လွှတ်နေတယ်ဆိုတော့ကိုဖော်ပြခြင်းပါတယ်ကျွန်တော်တို့ပေတရုနော်ပေတရုရဲ့အသက်တာကိုကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာသခင်ယေရှုကသူ့ဟိုကြီးပေါ်မှာလမ်းလျှောက်တာကိုတွေ့လဲတွေ့ရောကိုတော်လားလို့မေးတဲ့အချိန်မှာဟုတ်တယ်ကိုတော်ပဲဒါကြောင့်ကိုတော်စီလာလို့ရမလားလို့ပေတရုမေးတယ်အဲ့ဒီအချိန်မှာသခင်ယေရှုခရစ်တော်ကလာလို့ရတယ်နော်အဲ့ဒီအချိန်မှာလာလဲလာတော့တကယ်ပဲကြီးပေါ်မှာလမ်းလျှောက်သွားတယ်နော်ပေတရုလမ်းပေါ်လမ်းလျှောက်သွားတယ်ဒါသူ့ပြီးတော့ညာလဲပဲနော်ဘေးဘက်ကလိုင်းတဘိုးတွေဘေးဘက်ကလီမုန်တိုင်းတွေလီပြင်းတွေတွေ့ ွေ့တဲ့အချိန်မှာသူအဲ့ဒီဘေးဘွက်မှာစိတ်ရင်သွားတဲ့အတွက်ကြောင့်သူကြည်တော့တဲ့ကြာသွားတယ်ဒါပေမဲ့လည်းရည်တဲ့ကြာတဲ့အချိန်မှာသူကကိုတော်ကိုလမ်းခေါ်လိုက်တယ်တော့ကိုတော်ကိုလမ်းခေါ်တဲ့အချိန်မှာကိုတော်ကလည်းချက်ချင်းပဲသူ့ကိုဆွဲထူလိုက်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီနေရာမှာပေတရုရည်တော်တဲ့နှစ်သွားတာကိုသူဘယ်တော့မှအဲ့ဒီနှစ်တဲ့ရည်တော်ထဲမှာအချိန်ကုန်မခံမနေဘူးဘုရားသခင်ထံမှာနော်ဘုရားသခင်သူ့ကိုခေါ်မဲ့အချိန်ဘုရားသခင်သူ့ကိုဆွဲထူမဲ့အချိန်ကိုသူချက်ချင်းပြောတယ် အဲ့ဒီမှာဘုရားသခင်ကသူ့ကိုချက်ချင်းပဲဆွဲတူတယ်ကဲတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ညီကိုမောင်နှမများအကုန်လုံးတော့အပြည့်ရှိမယ်ဆိုရင်ဘုရားသခင်တဲ့ဝန်ချတောင်းပန်းနော်အလင်းထဲကိုပြန်လာဘုရားသခင်ကနောင်တတရားနဲ့ပြန်လာတဲ့သူကိုခွင့်လွှတ်တယ်။ထို့မြောက်မကဘုရားသခင်ပေးထားတဲ့နော်မျက်စိတွေနားတွေနော်ဘုရားသခင်ပေးထားတဲ့ခန္ဓာကိုယ်ရှိတဲ့အကုန်လုံးကဘုရားသခင်ဘုံတော်တင်ချဖို့ရန်အတွက်ဘုရားသခင်အတွက်အကျိုးမရုပ်တော့အရာများဖြစ်စေဖို့ရန်အတွက် နော်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ရန်အတွက်နော်ဆောင်ရွက်နိုင်တော့အင်္ဂါရမဖြစ်စေဖို့ရန်တော်ဝင်ရတယ်ကျော်ဝင်မြသွားတဲ့နှုတ်ကပတ်တော်ပေါ်တကြောက်ကြဖြစ်ပါစေဂျာနာသူရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးမင်္ဂလာရှိပါစေ